ဲ့အိမ်ကအရန်ကိုလှတာပဲကိုမင်းမင်းရဲ့ရှေ့ကကျမတို့ရဲ့အိမ်ကိုအရန်လှတော့ဖန်တီးပေးလိုက်တာပဲဟုတ်တယ်မိခရန်ကိုရဲ့အစင်တန်းကိုစုဆောင်ထားတဲ့ပတ်စံနေနဲ့အိမ်ကိုလှအောင်ဆောက်လိုက်တာလေကျမတို့ရဲ့အိမ်ကရန်ကိုလှပြီးတော့ခိုင်နေခိုင်နေတော်ရဲမှာဒီလိုမျိုးခိုင်နေအိမ်ကတိတ်မရှိဘူးရဲ့မိခင်ရဲ့စာကလေးမလေးကကိုယ့်ရဲ့အိမ်ကိုကြည့်ပြီးတော့ရဲအောင်ဝမ်းသာနေရပေါ့အဲ့ဒီချိန်မှာဝဝစာကလေးမစီကနေဖုံးဝင်လာတော့တယ်မိခင်ရဲ့ နင်ငေါလုံးဝမိလိုက်တာလားကောလိုက်ပြီးကလေးကတွေးဖို့တော့မလာဘူးဖုန်းလည်းမဆက်ဘူးညို့အရန်တွေးကျင်နေတာငါရဲ့တငယ်ချင်းကောင်းဆိုလို့နင်တယောက်ပဲရှိရလေဟာဟုတ်တယ်နင်ပြောအမှန်တယ်ဝဝငါတို့နှစ်ယောက်မတွေ့ရတာလဲတော်တော်လေးကိုကြာပြီဒါဆိုဒီနေ့ငါနင့်ကိုလာခဲ့မယ်လीဝဝစာကလေးမလေးကမိခင်အန်းစာကလေးမလေးရဲ့အလာကိုစောင့်နေရင်းနဲ့အရန်ဝမ်းသာနေတာပေါ့ကောမမေရှင်လောက်သွားတော့မှာလားကျမရဲ့တငယ်ချင်းဝဝရဲ့အိမ်ကိုသွားလည်မလို့ နကြရဲနောက်မှာတော့မမင်းစာကလေးကအလုတ်တော်လုတ်လိုက်တော့တယ်။အဲ့နောက်မှာမိခရဲစာကလေးမကလည်းပြင်ဆင်ပြီးတော့ပျော့ပျော့ရွှင်ရွှင်နဲ့မိထူပရင်ရဲ့တောထဲကိုရောက်လာတော့တာပေါ့။နောက်တစ်ဖက်မှာဝဝစာကလေးမက စားတောက်ဖို့အတွက်ပြင်ဆင်ထားတာပေါ့။တေချာပေါက်ဒီတဲအဆုတ်ကပဲဝဝရဲ့အိမ်ဖြစ်လောက်တယ်။ तू ကစိတ်ရတယ်လေ။ငါ့လိုမျိုးတော့ခိုင်မာပြီးကြီးတဲ့အိမ်ဘယ်နေနိုင်မှမလဲ။အဲ့ဒီချိန်မှာဝဝစာကလေးမကလည်းအိမ်ထဲကနေထွက်လာလိုက်တော့တယ်။ဟာမိခရဲရဲ့ ိမ်ထဲဝင်ခဲ့လေဘာလို့နေဘူးထဲမှာရက်နေရလဲဒါကငါအိမ်လေဘဝရဲ့ငါမှတ်မိတဲ့လောက်ဆိုနင့်ရဲ့တဲဆုပ်လေးကိုလာတာလွန်ခဲ့တဲ့သုံးနှစ်လောက်ကဖြစ်မယ်အဲ့တုန်းကလည်းဒီအိမ်မှာပဲနေတာ အခုလည်းဒီတဲဆုပ်မှာပဲနေတော့လားမိခင်ရရဲ့ဒါတဲဆုပ်မဟုတ်ပါဘူးငါရဲ့အိမ်လေပြီးတော့ငါဒီအိမ်မှာနေတာနဲ့အញ្ញောင်းပြောနေပါပြီတိရလားဘဝငါရဲ့ကိုမမေကငါ့အတွက်အိမ်အစ်စောက်ပေးခဲ့တာတော်တော်လေးကိုခိုင်နေငါအိမ်ထဲမှာတော့စိတ်တုပ်ခိုင်းထားသေးတာ อืมကောင်းတာပေါ့နင်းရဲ့အိမ်သက်ကိုကြည့်ဖို့အတွက်ငါတေချာပုတ်လာခဲ့မယ်အိမ်နောက်မှာဝဝစာကင်းမလီယာမိခင်ရဲ့စာကင်းမလီကိုအိမ်ထဲကိုခေါ်လာလိုက်တော့တယ်စုတ်ချလာတဲ့တဲဆုပ်လေးကိုကြည့်ပြီးတော့မိခင်ရဲ့စာကင်းမလီယာစိတ်ထဲမှာကြိတ်ပျော်နေတော့တာပေါ့လွန်ခဲ့တဲ့၃နှစ်ကတည်းကအခုချိန်ထိအချိန်ကြီးအတူတူပဲတုံးလိုက်တဲ့ဝဝပါလားကြည့်ရတာစောစောကသူ့အတွက်ဘာမှမလုပ်ပေးဘူးနဲ့တူတယ်တကယ်လို့ဝဝနေရာမှာငါသာဆိုရင်စောစောကိုထားပြီးတော့ထွက်တော့လိုက်တာဖြစ်ကြပါဘီ မိခင်ရေညပါရီစဉ်းစားနေရလဲဒီမှာရော့အနေအတွက်မုတ်လောက်ထားတယ်မြ мян လေးကောင်အောင်စားလိုက်နော်အေးပါအေးပါငါကောင်အောင်စားလိုက်ပါမယ်ဒါပေမဲ့ဝဝနေ့အိမ်မှာ AC မရှိဘူးလားအရန်ကိုပူလိုက်နေရပဲစစောကတော်တော်လေးကိုအလုပ်ကျိုးစားလုပ်ပြီးတော့မှအိမ်အတွက်စားဖို့တောက်ဖို့ရလာတာငါတို့ထပ်ပြီးတော့အပူမပေးချင်တော့ဘူးဘလို့ပဲဖြစ်ဖြစ် तू ကအရန်ကိုအလုပ်ကျိုးစားတာနေမလို့တာပေါ့ငါသာဆိုရင်ဒီတဲဆုံမှာနေနိုင်မှာမဟုတ်ဘူး ပြီးတော့ AC ရောပဲ AC မရှိရင်နေရတည့်ရတောင်ကောင်းကောင်းဖြတ်တန်းနိုင်တာမဟုတ်ဘူးတကယ်လို့ကိုမင်းမင်းသားအဲ့လိုမျိုးဆိုရင်သူ့ကိုထားခဲ့တာကြာလောက်ပြီမိခင်အစကလေးမကအင်ကိုရောက်လာတဲ့အချိန်ကလေးကခက်ထန်တဲ့စကားတွေကိုပဲပြောနေတာပေါ့သူ့ရဲ့စကားတွေကြောင့်ဝဝစကလေးမလေးကစိတ်မကောင်းဖြစ်သွားတော့တယ်ဒါပေမဲ့ဝဝစကလေးမကဘာတခုမှပြန်မပြောဘူးပေါ့အဲ့ဒီအချိန်မှာပဲစောစောစကလေးကအင်ကိုရောက်လာတော့တယ်ကိုစောစောရေရှင်ပြန်လာပြီလား ကြည့်ပါဦးကျမနဲ့တွေ့ဖို့အိမ်ဝင်ဘသူလာလဲလဲဆိုတာကျမရဲ့ငယ်တငယ်ချင်းမိခင်ရန်လေဟုတ်လားအဲ့ဒါနင်ပေါ့လေနင်ရဲ့အကြောင်းဘဝခဏခဏပြောပြနေကြနားထောင်ပါအောင်ကိုစစောခြေလက်မျက်နှာတက်လာရောကျမရှိရင်တော့ပူပူနွဲ့နွဲ့ထမင်းခုလိုက်အောင်မယ်မခုနဲ့တော့ဘဝကိုဒီနေ့ထမင်းမစားတော့ဘူးကိုဒီနေ့အရန်ကိုပြောနေရဘာလို့လဲဆိုတော့ကိုရာထူးတက်သွားပြီလေကိုရာထူးအတွက်နှစ်တည်းအများကြီးစောင့်နေရတာ အခုကိုရာတို့တက်ပြီဆိုတော့ကိုအိမ်ကြီးကြီးနဲ့အတူကားလဲရလိမ့်မယ်တကယ်လားရှင်ရှင်တကယ်ဟိုဘက်ရာတို့တိုးသားပြီလားဒါအရန်ကောင်းတဲ့တဲ့မဲနောက်ဆုံးတော့ရှင်စူးစမ်းထားသမျှကအရန်ဟတ်လာခဲ့ပြီပေါ့စူးစမ်းစာကလေးရဲ့ရာတို့တိုးတဲ့အကြောင်းနားထောင်ပြီးတော့မိခရန်စာကလေးမကမနာလို့ဖြစ်သွားတော့တယ်သွားရအောင်မိခရန်နင်းလဲငါတို့နဲ့တူလိုက်ခဲ့လေကိုစစောကငါ့ကိုအိမ်သိမ်းလိုက်ပြမလို့တဲ့ အဲ့နောက်မှာတော့ဝါဝါစာကလေးမနဲ့အတူမိခင်စာကလေးမလေးကလည်းအိမ်အသစ်ကြည့်ဖို့အတွက်သွားလိုက်တော့တယ်။အိမ်ထဲကိုဝင်တဲ့အချိန်မှာတော့ရုံးဘက်ကနေရမ်းကိုလှတဲ့အိမ်ပြေးလိုက်မှတိသွားတော့တယ်။ဝါကုစုစောအိမ်ကရမ်းကိုလှတာပဲလုံးဝကိုဘန်ဂလိုအတိုင်းပဲပြီးတော့ကားကလည်းအကြည့်ပဲဖះရည်တခဏအတွင်းမှာပဲဘာတွေဖြစ်သွားပါလိမ့်ဘလို့လုတ်ပြီးတော့ချမ်းသာသွားတာပါလေ။ငါကသူ့စင်းရဲတာကိုကြည့်ပြီးတော့ပြောနေတာ။အခုတော့ तू ကငါးထက်တောင်ပို့ပြီးတော့ချမ်းသာသွားပြီ မိခင်ရဲ့ကြည့်ပါဦးငါရဲ့အိမ်ကအရန်လှတာပဲနော်မိခင်စာလီမှာဝါဝါစာကလေးမကိုမနာလိုပြီးတော့အဲ့နေရာကနေထွက်သွားလိုက်တော့တယ်အဲ့လိုလုံးဝမဖြစ်သင့်ဘူးနော်ဘဝကကျမထပ်ပို့ပြီးတော့မချမ်းသာရဘူးကျမအခုဘယ်လိုလုပ်ရတော့မှာလဲဒီအိမ်ကိုတော့ကျမမကြိုက်တော့ဘူးမင်းဘာတွေပြောနေရလဲမနေ့တော့ကတော့အိမ်ကိုကြည့်ပြီးပြောနေရမဟုတ်ဘူးလားဟုတ်တယ်လေအခုတော့မဟုတ်တော့ဘူးကျမကဝါဝါရဲ့အိမ်ကိုပို့သွားကြတယ် ကျမကဝဝရဲ့အိမ်ကိုပို့ပြီးတော့သဘောကျတယ်။အိမ်ကအရန်ကိုကြီးပြီးတော့လှလဲလှတယ်။ဘန်ဂလိုအတိုင်းပဲ။ငါ့ရဲ့အိမ်ကိုလာရင် तू ကငှောက်လှောင်ပြောင်နေတော့မှမိခင်ရဲ့မင်းကအတွေးလုံနေရပါ။ဝဝကဘာလို့အဲ့လိုလုပ်ရမှာလဲ။ဟာလုံမှာတေချာဘောက်လုံမှာငှောက်ကိုတေချာဘောက်လှောင်ပြောင်တော့မှဘာလို့လဲဆိုတော့ငါလည်းသူ့ရဲ့တဲစုံလေးကိုကြည့်ပြီးတော့လှောင်ပြောင်ထားတာမလို့လေ။အခု तू လက်စားချေတော့မှငါ့ရဲ့အိမ်တဲတဲလေးကိုကြည့်ပြီးတော့လှောင်ပြောင်တော့မှ ဒီနေ့မှာဝေါ်ဝါစာကလေးမကလည်းလာလဲမှာဖြစ်တဲ့အတွက်မိခင်စာလေးမကအရန်စိုးရိမ်နေရပေါ့တော်သေးတယ်မိခင်နင့်ကိုဒီမှာတွေ့သွားလို့ငါနင့်ကိုအရေးကြီးပြောစရာရှိတယ်မိခင်ရင်ကိုစည်းကွက်ကငါ့ကိုအမေအိမ်ကိုခေါ်သွားမလို့ရလေဒါမဲ့အိမ်တော့ပျောက်သွားလို့ဒါဆိုငါတော့အသက်လောက်ပေးရမှာလားဘာမှလောက်ပေးစရာမလိုပါဘူးငါတို့ညနေကျရင်အိမ်ပြန်လာကြမှာပြန်မလာခင်အတွင်းတော့ငါတို့ရဲ့အိမ်ကိုစောင့်ရှောက်ပေးနိုင်မလား အဲ့စကားကိုနားထောင်ပြီးတော့မိခင်ဆာလီမာကအကြံတစ်ခုရသွားတော့တယ်။နောက်တော့သူကချက်ချင်းကိုလက်ခံဖို့တိအောင်ဝါအကြံကောင်းတစ်ခုရလာခဲ့ပြီ။ဘဝကဇီးကွက်ကိုတိအောင်တိမှာမဟုတ်ဘူး။သူကတခြားတော့မှနေရလေ။သူလာတဲ့ခါကျရင်ဇီးကွက်ရဲ့အိမ်အကြီးကိုပြလိုက်မယ်။ပြီးရင်ငါအိမ်လိုပြောလိုက်မယ်။အိမ်ကိုပြန်လာပြီးတော့မိခင်ဆာလီမာလေးကမင်းမင်းဆာကလေးကိုလည်းဝါဝါဆာကလေးမလာရင်တခုခုမလွဲချော်စေဖို့အတွက်ရှင်းပြလိုက်တော့တယ်။ ခဏကြာတဲ့နောက်မှာတော့ဝဝစာကလီမကဈေးခွက်ရဲ့အိမ်အကြီးစီကိုရောက်လာတော့တယ်လေ။ဒါငါ့ရဲ့အိမ်လေးလေ။ငါတီယံကိုခဏခဏရောက်ဖူးပါရဲ့။တီယံကဈေးခွက်ရဲ့အိမ်မှာအဟ။ဘာလို့တိတ်သွားရလဲဝဝ။ငါ့ရဲ့အိမ်အကြီးကိုတွေ့ပြီးတော့အံ့ဩသွားရလား။တကယ်လို့နင်းရဲ့အိမ်ကတော်တော်လေးကိုကြီးပြီးတော့အရန်ကိုလှတာပဲ။ဒီအိမ်ကဈေးခွက်ရဲ့အိမ်မှန်ဝဝစာကလီမကတိရပါ့။ ။ဘာလို့လဲဆိုတော့ဇီးကွန်းနဲ့တွေ့ဖို့အတွက်ခဏခဏဒီအိမ်ကိုလာလေခဲ့တာကြောင့်လေ။ဒါပေမဲ့လည်းဘဝစာကလေးမကမိခင်စာကလေးမကိုဘာမှမပြောဘူးပေါ့။အဲ့ဒီအပြင်အိမ်ကိုပါချီးကျူးနေတော့တာပေါ့။ဘဝသွားလိုက်ပြီလား။တွေ့လား။ तू ကနင့်ကိုဘာမှပြောတာတော့မဟုတ်ဘူး။ तू ကအယံအောင်ရိုးသားတာပဲ။ဘလို့လို့ပြောမှလဲဇီးခွက်ရဲ့အိမ်ကိုကျမအိမ်လို့ထင်ပြီးတော့မနာလို့နေလို့နေမှာပေါ့ခဏကြာရင်နောက်မှာတော့ဇီးခွက်နဲ့သူ့ရဲ့မိန်းမအိမ်ကိုပြန်ရောက်လာတော့တယ် ငါ့အိမ်ကိုစောင့်ရှောက်ပေးထားတဲ့အတွက်ကျေးဇူးပဲမိခင်ကိုစည်းကွက်ရေဝဝတိုက်တဲ့လက်ဖက်ရည်အားရှယ်ကိုတောက်ကောင်းတာအခုတော့ကျွန်မအိတ်ချင်နေပြီဘာဘာဘာပြောလိုက်တယ်ဝဝကိုသိလို့လားသိရလေ तू ကမိထူးပင်ရဲ့တောထဲမှာနေရလေ तू ကငါတို့နဲ့ရင်းနှီးရအတော်ကြပြီ तू ကရမ်းအောင်ကောင်းတာအဲ့ဒီအပြင်ငါ့ရဲ့ငယ်တငယ်ချင်းဆိုလည်းမမအောင်လीအဲ့စကားကိုနားထောင်ပြီးတော့မိခင်အစာကလေးမကအံ့ဩသွားတော့တယ် သူ့ကိုသူရှက်မိသွားတာပေါ့စကကြီးစကကြဲတွေပြောအောင်လေကို့ဟာကိုဝဝရဲ့အရှိမအရှက်ခွဲလိုက်တယ်လို့သူကအဆောက်အအုံရဈေးခွက်ရဲ့အိမ်မှန်သိတယ်ဒါပေမဲ့လည်းနင့်ကိုသူကလေးစားခဲ့တယ်နင့်ကိုအရှက်မခွဲခဲ့ဘူးဟုတ်တယ်တကယ်လို့ကျမသာသူ့နေရာမှာဆိုရင်သူ့တော်တော်လေးကိုလှောင်ပြောင်ပြစ်မှာဘဝအကုန်လုံးကိုသိပေမဲ့လည်းကျမအပေါ်မကောင်းတဲ့စကားတစ်ခွမှမပြောခဲ့ဘူးဟုတ်တယ်မင်းရမင်းအတွင်းတော်နေရပြီးတော့သူ့ကိုလည်းမနာလိုလိုက်သေးတယ် ဒါမဲ့နင့်ရဲ့တငယ်ချင်းကအရန်အောင်ကောင်းတယ်။ तू ကနင့်ကိုဆယ်မကောင်းမဖြစ်အောင်မလုပ်ခဲ့ဘူး။မိခင်ဆာလီမာကသူ့ရဲ့လောက်ရက်တွေပေါ်နောက်နောက်ရသွားတော့တယ်။အဲ့ဒီနောက်မှာတော့မိခင်ဆာလီမာကသူ့ရဲ့လောက်ရက်တွေကိုအမြဲတမ်းအတွက်ပြင်ဆင်လိုက်ပါတော့တယ်။မေကြည့်ပါဦးအရှိကနေချစ်စရာကောင်းတဲ့ခွေးလေးကလမ်းလျှောက်လာနေရဲ့အဲ့ဒီခွေးလေးကဝဝစာကလေးမလေးနဲ့မိနီစာကလေးမရုပ်စီကိုရောက်လာတော့တယ် ဘာဖြစ်လို့လဲချစ်စရာကောင်းတဲ့ခွေးလေးကြီးချစ်ရတာဘိုက်စာနေရဖြစ်မယ်အမေဒီခွေးလေးကိုသမီးတို့ရဲ့ကိတ်လေးကျွေးလိုက်မယ်နော်သူဘိုက်စာတာတက်တာသွားလိမ့်မယ်အဲဒီနောက်မှာမိနီကသူ့ရဲ့ကိတ်ကလေးကိုခွေးလေးကိုကျွေးလိုက်တော့တယ်ခွေးလေးကလည်းအပါတရားနဲ့စားလိုက်တော့တာပေါ့တွေ့လားအမေသမီးပြောသားပဲဒီခွေးလေးကဘိုက်စာနေတာအဲအားကြောင့်သမီးရဲ့ကိတ်တွေအားလုံးကိုစားလိုက်တာကဲပါတွားရအောင်သမီးရေသမီးကကိတ်ကျွေးလို့လည်းပြီးသွားပြီမဟုတ်လားအိမ်ပြန်ကြမယ်လေ ီမှာရာသီဥတုလည်းအရန်ကိုပူလေဘဝစာကလေးမနဲ့မီနီစာကလေးမတို့ကထွက်သွားတဲ့အချိန်မှာနောက်ကနေခွေးလေးရလေတကောက်ကောက်လိုက်လာတော့တာပေါ့အမေကြည့်ပါဦးခွေးလေးကသမီးတို့နောက်ကိုတကောက်ကောက်လိုက်လာတယ်အိမ်ရောက်တဲ့အထိပါလိုက်လာမလားမသိဘူးနော်ဟုတ်တယ်ဘဝသူတို့လေးတွေကစကားမပြောတတ်တဲ့တိရစ္ဆာန်လေးတွေလေသူတို့ကိုနည်းနည်းလောက်ချစ်ပေးလိုက်တာနဲ့တစ္ဆာရှိသွားကြတာအဲ့ခွေးလေးကမီနီစာကလေးမရဲ့အိမ်ကိုရောက်လာတော့တယ်အဲ့ဒီနောက်မှာတော့မီနီစာကလေးမလေးကခွေးလေးနဲ့အတူဘောလုံးကစားနေတော့တာပေါ့ ။နေကအရန်ကိုချက်ဖို့ကောင်းတဲ့ခွေးလေးပဲ။ငါနေကိုအရန်သဘောကျတာပဲ။ငါနဲ့တငယ်ချင်းလုံမလား။ဟုတ်ပါပေါ့။ငါနေနဲ့တေချာဘောက်ကိုတငယ်ချင်းလုံပါပေါ့။ငါလည်းနေကိုအရန်သဘောကျမိပါတယ်။ဝါ၊မေ၊ကြည့်ပါဦး။ဒီခွေးလေးကတမီးတို့လိုပဲစကားပြောတတ်တယ်။အရန်ကိုချက်ဖို့ကောင်းတဲ့ခွေးလေးပဲ။နေကိုဘသူကစကားပြောတတ်အောင်သင်မိခဲ့ရလဲ။နေကတော့ရဲကိုတယောက်ထဲရောက်လာတာမဟုတ်လား။နေရဲ့မိသားစုတွေရောဘမလဲ။ကျွန်တော်မှမိသားစုမှမရှိတာကျွန်တော်တယောက်တည်းပဲရှိတာကျွန်တော်မှအရင်သခင်ရှိပေမဲ့ သူ့ကိုကြီးကစားလိုက်တယ်လေကျွန်တော်လည်းအရန်ကိုဝမ်းနေသွားပြီးတော့ဒီတော့ကိုရောက်လာခဲ့တာနောက်တော့အားလုံးနဲ့တွေ့ပင်ရခဲ့တာပေါ့အဲ့ဒီချိန်မှာကျက်တူရေးလေးကလည်းခွေးလေးကိုတွေ့ပြီးတော့ရောက်လာတော့တယ်ဘာလဲဟိုကနင်ခွေးမွေးလိုက်တာလားမဟုတ်ပါဘူးကျက်တူရေးရမိနေကခွေးလေးကိုလေကိတ်ကျွေးလိုက်တာအဲ့တော့နဲ့ပဲခွေးလေးကနောက်ကနေတကောက်ကောက်လိုက်လာပြီးတော့အိမ်ကိုရောက်လာတာ ခွေးလေးကအရန်ကိုပြောနေရအခုဆိုရင်ခွေးလေးကမိနီနဲ့တော့တကယ်ချင်းဖြစ်သွားပြီ။အင်းနောက်တော့လေတိလာကြက်တူကြီး ဒီခွေးလေးကငါတို့လိုစကားလည်းပြောတတ်တယ်။ဝါးဒီခွေးလေးကတကယ်ကိုချစ်ဖို့ကောင်းတာပဲ။ပြီးတော့စကားလည်းပြောတတ်သေးတယ်ပေါ့လေ။ဟုတ်တာပေါ့တက်တူရဲ့။ဒါပေမဲ့ငါတို့ကဘာလို့သူ့ကိုခွေးလေးခွေးလေးလို့ပဲခေါ်နေရတာလဲ။သူ့ကိုနာမည်ပေးလိုက်ရင်ကောင်းမလား။ဒါဆိုဒီနေ့ကစပြီးတော့သူ့ရဲ့နာမည်ကတိုမီပဲ။ငါတို့အားလုံးသူ့ကိုချစ်စနိုးနဲ့တိုမီတိုမီလို့ခေါ်ကြမယ်လေ။တိုမီလေးကအရင်အောင်ချစ်ဖို့ကောင်းတာပေါ့။တော်ရဲကကျင်းငတ်တိုင်းကလည်းတိုမီကိုသဘောကျတော့တယ်။ ကျင်းငယ်တိုင်းနဲ့လည်းတငယ်ချင်းဖြစ်သွားပြီးတော့အားလုံးကသူ့ကိုချစ်စနိုးနဲ့တိုမီတိုမီလို့ခေါ်ကြတော့တယ်။ဒီမှာကြည့်တိုမီငါနဲ့အတွက်ဘာယူလာလဲဆိုတာမလိုင်လုံးယူလာတယ်။နင်ကမလိုင်လုံးကိုစားရတာအရင်ကြိုက်တယ်မဟုတ်လား။အကုန်လုံးကောင်းအောင်စားလိုက်။အားလုံးနင်အတွက်ယူလာခဲ့တာ။မလိုင်လုံးကသူ့ရဲ့ favorite ဖြစ်တာကြောင့်မလိုင်လုံးနဲ့အကုန်လုံးကိုကောင်းအောင်စားလိုက်ပါတော့တယ်။သွားရအောင်လေကိုကလူတိုမီနဲ့အတူတူသွားဆော့ကြမယ်။ကျင်းငယ်တွေအားလုံးကသူ့နဲ့ဆော့နေကြတာ။ဒါမဲ့ရှင်းကြတော့သူ့ရဲ့အနားတော်မသွားဘူး။ တင်းနေကိုအမှန်တိုင်းပြောရရင်လေကိုကခွေးရဆိုရင်တအားကြောက်တာသိရဲ့လားကိုရဲ့ဦးလေးရဲ့အငယ်ဆုံးမောင်ကိုလေခွေးတစ်ခါမှကိုက်လိုက်တာ အခုတော့အဲ့တယောက်ကသဘောဝါလုံးယူသွားပြီးတော့ရှောက်သွားနေတော့တာအိုးကိုကလူကလေကျမတို့ရဲ့တူမီကတော်ရန်ခွေးမှမဟုတ်တာကျမတို့ကိုကိုက်ရအောင်တော်ရအောင်လားကျမနဲ့အတူတူလိုက်ခဲ့လေတူမီနဲ့အတူသွားဆော့ကြမယ်ကိုပြောပြီးသွားပြီမဟုတ်ဘူးလားတင်းနေကိုအဲ့ဒီကိုမသွားချင်ဘူးမင်းကမင်းသွားပြီးတော့သူနဲ့သွားဆော့ အဲဒီနောက်မှာတော့တင်တင်ကြီးကမလီကဘောလုံးကိုယူပြီးတော့တော်မီနဲ့ဆော့ဖို့အတွက်သွားလိုက်တော့တယ်။နောက်တော့ပြပြွှ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  အဲ့ဒီတောထဲမှာအရန်ကိုချမ်းသာတဲ့ကျင်းကတွေနေတယ်လို့ငါကြားဘူးတယ်။သူတို့ရဲ့သတင်းတွေအားလုံးငါ့ဆီကိုယူလာခဲ့။ဟာကျွန်တော်ဒီအလုပ်ကိုမလုပ်နိုင်ဘူး။လင်ပြောပြီးတော့သတင်းခိုးတာကမကောင်းတဲ့အလုပ်ပဲလေ။ကျွန်တော်ကဘယ်တော့မှမကောင်းတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူး။ဒါပါပြောလိုက်တယ်။နင်ကငါတို့ရဲ့စကားကိုနားမထောင်ဘူးပေါ့လေ။ခဏနေအောင်ကြည့်ရတာနင်တို့ဒီနေ့တော့ဘိုက်ပြေအောင်ကျွတ်မှရတော့မယ်နဲ့တူတယ်။အဲ့နောက်မှာတော့တခိုးစည်းကွက်တွေကခွေးလေးကိုဒုံနဲ့ရိုက်နှက်တော့တာပေါ့။ ငါရိုက်တာကိုထပ်ပြီးတော့မခံချင်တော့ဆိုလို့ရှိရင်မိထူပြင်ရဲ့တော့တဲ့ကိုခုချက်ချင်းသွားတော့ပြီးကြလို့ရှိရင်အဲ့ဒီကသတင်းတွေအားလုံးငါတို့လာပြောပြကျင်းငဲ့တကောင်ချင်းစီရဲ့သတင်းကိုငါလိုချင်တယ်ပဲကျဲကစီမှာပတ်စံဘလောက်ရွှေတွေဘလောက်ရှိရဆိုတာကလည်းအစငါအကုန်လုံးပဲသိချင်တယ်တခင်ရဲ့တခင်ကျွန်တော်အခုပဲအဲ့တော်တဲ့ကိုသွားပါမယ်ပြီးရင်တင်းတင်းလေးအားလုံးကိုလည်းယူလာခဲ့ပါမယ်ငါမကောင်းတဲ့ယူရချန်နဲ့ဒီလိုလာခဲ့ပေမဲ့ကျင်းငက်တွေအပေါ်တော့တစ္ဆာမဖောက်နိုင်ဘူး တစ်ဖက်မှာတော့ငါ့ရဲ့သခင်တွေကငါ့ကိုနေတိုင်းရိုင်းနှက်ပြီးတော့တရက်မှာတော့အစာတနက်တောင်မှန်အောင်ကျွေးရမဟုတ်ဒီမှာတော့တော်ရရငှက်တွေအားလုံးကငါဒီကိုရောက်လာကြတဲ့အခုချိန်ထိအချစ်တွေပဲပေးခဲ့တာဘာတွေပဲဖြစ်လာပါစေကွာဒီတော်ရရကျင်းငှက်တွေကိုငါဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူးရက်တွေလည်းတော်တော်ကြာနေပြီအခုချိန်ထိငါတို့ခွေးကတည်မရှိလာပေးသေးဘူးအင်းကြည့်ရတော့ခွေးကအဲ့ဒီကျင်းငှက်တွေနဲ့တငယ်ချင်းဖြစ်နေပြီထင်တယ်ငါတို့ကိုယ်တိုင်ပဲအဲ့ဒီတော့ကိုသွားပြီးတော့သွားတောင်းချမ်းကြမယ် အဲ့ဒီမှာရှိတဲ့ကျင်းငက်တွေအားလုံးရဲ့စီးစိမ်တွေကိုလည်းအားလုံးလူယူကြမယ်။အဲ့ဒီနောက်မှာတော့တခိုးစီးကွက်နှကောင်လုံးကမီထိုးပီရင်ရဲ့တောရဲကိုခိုးဝင်လာခဲ့တော့တယ်။ကျင်းငက်တွေရဲ့အိမ်ဒီထဲကိုဝင်ပြီးတော့ခိုးယူတော့တာပေါ့။တရရောက်ကယ်ကြပါဦး။အိမ်ထဲကိုတခိုးဝင်လာလို့ကယ်ကြပါဦး။ဟိတ်စီးကွက်ဒီလက်ဝတ်တစားတွေအားလုံးကငါ့ရဲ့မိန်းမရဲ့ဟာတွေမင်းအဖေရဲ့ရွှေတွေမဟုတ်ဘူးဒီတိုင်းယူသွားခွင့်ပေးအောင်လို့ပစက်ပိတ်ပြီးတော့ငငယ်လေးထိုင်နေလိုက်။မဟုတ်ရင်ဒုံးနဲ့ခေါင်းကွက်အောင်ရိုက်ထုတ်မှာနော်။ ဒေါ်လုံးမှာရှိရဲ့ကျင်းငက်တွေအားလုံးကကြောက်လန့်နေကြတော့တာပေါ့။တခိုးနှခေါင်ဖြစ်တဲ့ဇီးခွက်တွေကတော့ဝမ်းသာစွာနဲ့ခိုးယူနေကြတော့တယ်။ငါကဘာအတွက်ကြောင့်ရဲကြည့်နေရမှာလဲ။ကျင်းငက်တွေကငါ့အပေါ်မှာအချစ်ချင်းမြစ်တာတွေအများကြီးပုံအပ်ပေးခဲ့တာ။အခုငါရဲ့အလှဲ့ပဲ။ငါရဲ့တစ္ဆာရှိမှုကိုဖော်ပြရမယ့်အချိန်ရောက်လာပြီ။တခိုးဇီးခွက်တွေကဘာမလို့လဲ။ငါအခုသူတို့ကိုဘယ်လိုလုပ်ပြမလဲဆိုတာကြည့်နေလိုက်။ဇီးခွက်တခိုးနှကောင်ကတော့ကျင်းငက်တွေစီကနေပစ္စည်းတွေအများကြီးကိုခိုးယူခဲ့တော့တာပေါ့။အဲဒီနောက်မှာတော့သူတို့ကအိမ်ပြန်မှုလုပ်နေတဲ့အချိန် တိုမီကအဲ့ဒီနေရာကိုရောက်လာတော့တယ်။ဒီကနေလက်ဗလာနဲ့သွားလိုက်တော့မဟုတ်ရင်နင်တို့ကိုကြိုက်ပြီးဒဏ်ရာရအောင်လှုပ်လိုက်မှာနော်။တိုမီကအယောင်ဒေါ်သာထွက်နေတော့တာပေါ့။အဲ့ဒါကြောင့်မလို့သူတို့နှစ်ယောက်လုံးကိုတိုက်ခိုက်လိုက်တော့တယ်။အဲ့နောက်မှာတော့သူတို့နှစ်ယောက်လုံးကိုရဲဆက်စွာနဲ့ကြိုက်လိုက်တော့တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးကတိုမီကြောက်ဒဏ်ရာရသွားတော့တယ်။လက်ဗလာနဲ့ထွက်သွားလိုက်ကြပါတော့တယ်။အာကျင်းငှက်တို့တိုမီကငါတို့ရဲ့ပစ္စည်းတွေကိုအဲ့တခိုးတွေဆီကနေပြန်ယူပေးခဲ့တယ်။အဲ့တခိုးတွေကိုလည်းသင်ငန်းစာပေးလိုက်သေးတယ်။ နောက်ဆုံးမှာတော့တိုမီကသူ့ရဲ့တစ္ဆာရှိမှုကိုဖော်ပြသွားနိုင်ခဲ့တော့တယ်။အဲဒီနောက်မှာတော့တိုမီလေးကအမြဲတမ်းအတွက်အဲ့တော့မှပဲကျင်းငယ်လေးတွေနဲ့အတူနေထိုင်သွားပါတော့တယ်။ချစ်ရတဲ့ငယ်ချင်းတို့ရဲ့ဒီပုံမြင်လေးကိုသဘောကျတယ်ဆိုရင်ဒီဗီဒီယိုလေးကို like လုပ်ပေးခဲ့ကြပါဦးနော်။နောက်တော့ဒီလိုမျိုးပုံမြင်လေးတွေကိုနားထောင်ဖို့အတွက် channel ကိုလည်း subscribe လုပ်သွားကြပါဦးနော်။